ဆန္ဒကုမာယာဇတ်တော်သည်ဗုဒ္ဓဘာသာစကြီးဆယ်ပွဲတွင် ခုနှစ်ခုမြောက်ဇတ်တော်ဖြစ်ပါဝင်ပြီးတစ္ဆာဤတန်ကိုကိုထင်ရှားစွာဖော်ပြသည့်ဇလန်းတပုတ်ဖြစ်သည်ဤဇတ်တော်ကိုဂေါတမမြတ်စွာဘုရားသည် ရာဇဂျိုပြီဝေလူဝင်ចောင်းတော်အနီးဂေစာကုတ်တောင်ရဲ၌တည်င်းတုံးတော်မူစဉ် ဒေဝါဒတ်ကိုအကြောင်းပြု၍ဟောကြားတော်မူခဲ့သည်ပါဠိကျမ်းဂန်များတွင်ဤဇတ်တော်ကိုခန္ဓာဟာလဇတ်ဟုလည်းခေါ်ဆိုသည်အောက်တွင်သနာကုမာယဇတ်တော်ဤအပြည့်စုံနှင့်အသေးစိတ်အကြောင်းအရာကိုဖော်ပြပါမည်သနာကုမာယာဇတ်တော်သည် တစ္ဆာတရားကယုဏနှင့် ကုသိုလ်ကောင်းမှုတို့၏အရေးပါမှုကိုတင် जा ပေးရန်ရည်ရွယ်သည်ဤဇတ်တော်သည်ဒေဝါဒတ်ကိုအကြောင်းပြု၍ဟောကြားခဲ့ခြင်းဖြစ်ပြီးမြတ်စွာဘုရား၏ ယခင်ဘဝတစ်ခုဖြစ်သည့်ဆန္ဒကုမာရမင်းသားအဖြစ်ကျင်းဆောင်ခဲ့သောကုတူကိုဖော်ပြသည်ဇတ်တော်၏အဓိကဇက်ကောင်များမှာဆန္ဒကုမာရမင်းသားအေဂရမင်းကြီးဆန္ဒဒေဝီမိဖုရားနှင့် ခန္ဓာဟာလပုံနာတို့ဖြစ်သည်ဤဇတ်တော်သည်ဒေဝဒတ်၏မကောင်းသောအကြံစီများကိုအကြောင်းပြု၍ဟောကြားခဲ့ခြင်းဖြစ်သည်မြတ်စွာဘုရားသည်ဤဇတ်တော်မှတဆင့်တစ္ဆာတရားနှင့်အယူနာသည်မကောင်းမှုများကို အောင်းနိုင်ကြောင်းသင်ကြားပေးခဲ့သည် ဆန္ဒကုမာယာဇတ်တော်ဟိုးရှိရှိတုန်းကဧကရိမင်းကြီးတပါအုပ်ချုပ်သောနိုင်ငံတစ်ခုရှိခဲ့ပါတယ်ထိုနိုင်ငံတွင်တစ္ဆာတရားနှင့် ကယုဏတရားတို့ကအလင်းရောင်တစ်ခုအဖြစ်ထွန်းလင်းခဲ့သည် ထိုအလင်းရောင်သည်ဆန္ဒကုမာယာမင်းသားထံမှထွက်ပေါ်လာခဲ့သည်ယနေ့ဇတ်တော်သည် သူ၏တစ္ဆာတရားနှင့်ကုသိုလ်ကောင်းမှုတို့ကိုပုံဖော်ပြသမည့်ဆန္ဒကုမာရဇတ်တော်ဖြစ်သည်နားထောင်ကြည်ပါ အီဇလန်သည်တင်းစိတ်နှလုံးကိုထိမိစေမှာတေချာပါသည်ဧကရစ်မင်းကြီးသည်နိုင်ငံကိုတရားမျှတစွာ အုပ်ချုပ်သူဖြစ်သည် သူ၏တဦးရေသောသားတော်မှာဆန္ဒကုမာယာမင်းသားဖြစ်သည်ဆန္ဒကုမာယာသည်ကယုဏတရားနှင့်ဉာဏ်ပညာပြည့်ရှိသူဖြစ်ပြီးတိုင်းသူပြည်သားနှင့်လူလူကချစ်ခင်လေးစားကြသည် တရားစင်ရာမှာလည်းတရားမြတ်စွာဆင်ရင်ပေးသည် သူဤဇနီးတော်ဆန္ဒဒေဝီသည် သူနှင့်အတူ နိုင်ငံသူနိုင်ငံသားများအတွက်ကောင်းမှုပြုလုပ်လျက်ရှိသည်အင်းတို့တွင်ဝတုလမင်းသားနှင့်ဝတုလမင်းသမီးဟု၍တာသမီးနှစ်ဦးရှိသည်သောသောနိုင်ငံ၏ငင်းချမ်းမှုသည် မကြမီစံသက်ခံရတော့မည်ဖြစ်သည်အေဂရိမင်းကြီး၏နန်းတွင်ခန္ဓာဟာလာဟု ခေါ်သော ပုံနာအမတ်ကြီးတဦးရှိသည် သူသည်လူယုံမှဖြစ်ပြီးမင်းသားဆန္ဒကုမာယအပေါ်မှာလည်းအညိုးတေးထားသူဖြစ်ပြီးမင်းကြီးကိုလှည့်ဖြားကမိမိအကျိုးအတွက်အကြံအစီများဖြင့်ပြည့်နှံ့နေသည်။အိုမင်းကြီးနိုင်ငံသည်အနေရနှင့်ရင်ဆိုင်နေရပါပြီ။ကျွန်ုပ်အနေနှင့်နတ်များထံမှယာတိရရှိခဲ့ပါသည်။နိုင်ငံကိုကယ်တင်ရန်ကြီးကျယ်သော ရစ်ပူဇော်ပွဲတစ်ခုပြုလုပ်ရမည်။ခန္ဓာဟာလအမတ်ကြီး၏အကြံအစီသည်ရက်ဆက်ကြံကြုံလာသည်။ ူသည်မင်းကြီးအားလူပေါင်းများစွာ၏အသက်ကို ရစ်ပူဇော်ရန် အကြံပေးသည်ဤရပွဲတွင်မင်းသားများမင်းသမီးများပုံသားများလူထုများနှင့်တရိษံများပါဝင်ရမည်ဟု ဆိုလေသည်ဧကရစ်မင်းကြီးသည် နိုင်ငံကိုကယ်တင်ရန်ဤရပွဲကိုလက်ခံလိုက်သည်သောသောဆန္ဒကုမာယမင်းသားသည်ဤတည်င်းကိုကြားသိသောအခါစိတ်ထိခိုက်သွားသည်။ဟခမီးတော်ဤရပွဲသည် မတရားပါအပြစ်မရှိသူများ၏အသက်ကို ရစ်ပူဇော်ခြင်းဖြင့် နိုင်ငံကိုကဲတင်နိုင်မည်မဟုတ်ပါကျွန်ုပ်တို့ဦးရေဤအသက်ဖြင့်ဤရပွဲကိုအစားထိုးပါရန်ခွင့်ပြုပါမင်းကြီးသည်တားတော်ဤစကားကိုကြားသောအခါစိတ်ထိခိုက်သွားသည်သို့သောခန္ဓာဟာလအမတ်ကြီးဤလှည့်ပြားမှုကြောင့်မင်းကြီးသည်ဆန္ဒကုမာရာဤဆန္ဒကိုလက်ခံလိုက်သည်ဆန္ဒဒေဝီသည် ခင်ပွန်းဖြစ်သူ၏ဆုံးဖြတ်ချက်ကိုကြားသိသောအခါမျက်ရည်များဖြင့်တောင်းပန်သည် အရှင်မင်းသားကျွန်ုပ်နှင့်သားသမီးများကို ထားခဲ့ပြီးအပေကြောင့်ဤသို့ပြုရမည်နီကျွန်ုပ်တို့သည်အတူတကွနီလန်းရှာနိုင်ပါသည်ဆန္ဒကုမာရမင်းသားသည်ဇနီးတော်ကို နှစ်သိမ့်ပြီးတစ္ဆာတရားကိုထိမ့်သိမ့်ရန်ဆုံးဖြတ်သည်အချစ်တော်ကျွန်ုပ်၏တစ္ဆာတရားသည် နိုင်ငံသူနိုင်ငံသားများကိုကဲတင်နိုင်ပြီဆိုပါကဤဆုံးလုံးမှုသည်တန်ဖိုးရှိပါသည် သားသမီးများကိုကောင်းမွန်စွာပြုစုပါ ဆန္ဒကုမာယသည်မိမိ၏သားသမီးများကိုရင်ခွင်ထဲတွင်ဖက်လျက်ရင်းတို့အားကောင်းမှုပြုရန်နှင့်တရားမျှတမှုကိုစောင့်ထင်းရန်မှာကြသည်ရစ်ပူဇော်ပွဲနေ့တွင်ဆန္ဒကုမာယသည်တည်ငြိမ်စွာရစ်ပလင်သို့ရှောက်လန်းသွားသည်လူတို့များသည်မင်းသား၏ဆွန်းလွမှုကိုမြင်တွေ့ပြီးညည့်ရည်များဖြင့်ငိုကြွေးကြသည်ခန္ဓာဟာလပုံနာသည် မင်းသားကိုတဲ့ရန်ဓာကိုမြောက်လိုက်သည် သို့တော်ထိုအချိန်တွင်ဆန္ဒကုမာယသည်တစ္ဆာတရားကိုကြွေးကြော်သည်ကျွန်ုပ်သည်တစ္ဆာတရားကိုဆွဲကင်ထားသူ ဖြစ်သည်ဤရပွဲသည် မတရားဖြစ်ပါက ကျွန်ုပ်ဤတစ္ဆာတန်ကိုဖြင့်ဤမကောင်းမှုကိုရက်တန့်ပါစေထိုအခါအံ့ဩပွဲတစ်ခုဖြစ်ပေါ်လာသည်ငိုးကြိုးပြစ်တံများကျဲလောင်စွာမြည်ဟဲပြီးမြေကြီးသည်တုန်ခါသွားသည်ခန္ဓာဟာလပုံနာဤလက်သေးရှိသားသည် လူကြသွားပြီးသူသည်ကြောက်လန့်တန်လှုပ်သွားသည်နတ်များသည်ဆန္ဒကုမာရမင်းသား၏တစ္ဆာတရားကိုထောက်ခံရန် ကောင်းကင်မှပေါ်ထွက်လာသည်ဆန္ဒကုမာရ၏တစ္ဆာတရားသည် မတရားမှုကို အောင်နိုင်ခဲ့ပြီးဤရပွဲကိုရပ်တန့်လိုက်ပါထိုအခါဧကရိမင်းကြီးသည်မိမိ၏အမားကိုသိရှိပြီးခန္ဓာဟာလာပုံနာကိုတိုင်းပြည်မှနှင်ထုတ်လိုက်သည်ဆန္ဒကုမာရမင်းသားသည် တိုင်းသူပြည်သားများကိုကယ်တင်နိုင်ခဲ့ပြီး သူ၏တစ္ဆာတရားနှင့်အယုဏတရားသည်လူလူကိုပုံမူချစ်ခင်လေးစားစေသည်ဆန္ဒဒေဝီနှင့်သာသမီများသည်ဆန္ဒကုမာယာနှင့်ပြန်လည်ပေါင်းစည်းကြသည် နိုင်ငံသည်တရားမျှတမှုနှင့်ကုသိုလ်တရားများဖြင့်ပုံမူထွန်းကားလာသည်ဆန္ဒကုမာယာဇတ်တော်သည်ကျွန်ုပ်တို့အားတစ္ဆာတရားနှင့်ကယုဏတရားသည်မြည်တိမကောင်းမှုကိုမဆိုအောင်နိုင်ကြောင်းတင် जा ပေးသည်ဤဇလန်းနေတွင်ဆန္ဒကုမာရမင်းသားသည်မြတ်စွာဘုရား၏ ယခင်ဘဝတစ်ခုဖြစ်သည် သူဤတစ္ဆာတရားသည်ဖျားဖြစ်လာရန်ပါရမီတစ်ခုကို ပြည့်စုံစေခဲ့သည်စစ်တော်နားထောင်သူများဆန္ဒကုမာယာဇတ်တော်သည်တင့်စိတ်နှလုံးကိုထိမိခဲ့ပါသလားတစ္ဆာတရားနှင့်ကယုဏတရားကိုတင်ဘဝတွင်ညီတို့ထိမ့်သိမ့်နီနီကျမတို့ဤနောက်ထပ်ဇတ်တော်များကို လမ်းမလို့စေရန်ဤ channel ကို subscribe လုပ်ထားလိုက်ပါဓမ္မရာဖြင့်အတူတကွရှောက်လန်းကြပါစို့ ဤဇတ်တော်တွင်ဆန္နာကုမာရမင်းသားသည်မြတ်စွာဘုရားဖြစ်သည်ဆန္နာဒေဝီသည် ရာသောတရားဖြစ်ပြီးဝတုလမင်းသားသည်ရာဟုလာဖြစ်သည်ခန္ဓာဟာလပုံနာသည်ဒေဝါဒက်ဖြစ်သည်ဤဇတ်တော်သည်မြတ်စွာဘုရားသည်ဖျားဖြစ်လာရင်တစ္ဆာပါရမီကိုပြည့်စုံစွာကျင့်ဆောင်ခဲ့ပုံကိုဖော်ပြပေးသောဇတ်တော်တစ်ခုဖြစ်သည် ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်ထားပေးဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်